တပ်ပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါရုပ် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့တွေလာပေါင်းများစွာစောင့်ဆိုင်ခဲ့တဲ့ Naruto event ကမိုဘိုင်းနီချမ်ပေါ်ကိုမေလ2ရက်နေ့မှာရောက်ရှိလာတော့မှာပဲဖြစ်ပါတယ် Naruto event မှာစုစုပေါင်း skin 5កောင်ထွက်ရှိမှာဖြစ်ပြီးတော့ Gaara ကိုတော့လုံးဝချင်းသိပ်ပေါက် free ရယူနိုင်မှာပါဒါဆိုရင်တော့ဒီ event မှာဘာ hero တွေကို နာရူတိုစကင်အဖြစ်ထွက်ရှိထားသလဲနာရူတိုအီဗန့်မှာဗာဒင်များပါသလဲဆိုတော့ကိုဒါကျွန်တော်နဲ့တူတူလိုက်ပြီးတော့ကြည့်ရှုလိုက်ကြရအောင်နာရူတိုတဲကကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့နာရူတိုကိုတော့လူကတ်အနေနဲ့တွေ့ရမှာပဲဖြစ်ပါတယ်ဆာစကဲကိုတော့ဆူယူနေနဲ့ထွက်ရှိလာမှာဖြစ်ပြီးဆာကူရာကိုတော့ကာလီယာအနေနဲ့တွေ့မြင်ရမှာပါနောက်ထပ်တစ်ကောင်ကတော့ဂါရာကိုဗေးလေအနေနဲ့တွေးရှိရမှာဖြစ်ပြီးနောက်ဆုံးတစ်ကောင်အနေနဲ့ကတော့ကာကာရှိကိုဟာရာဘူစာအနေနဲ့ဖတ်ရှိလာမှာပါ ဒါဆိုရင်တော့ပထမဦးဆုံးအနေနဲ့ Naruto ရဲ့ Skill Fact ကလေးတွေကိုကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်။みんな、うちまき Naruto が帰ってきたぞ。

စကူရိုင်းစကေးဖက်ကလေးတွေကလည်းအခုမြင်တဲ့အတိုင်းပဲတော်တော်လေးလမ်းပါတယ်။ကဲဒါဆိုတော့နောက်တစ်ကောင်အနေနဲ့ Sasuke အနေနဲ့ထွက်ရှိထားတဲ့ Suyu ရဲ့စကေးဖက်ကလေးတွေကိုကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်။နီးစစ်တဲ့ရရシャリンガンの本当の力をな。力が湧いてくる。 ずやかましい奴らだ Sasuke ရဲ့ Sasuke ဖက်ကလေးတွေကလည်းတော်တော်ကိုလမ်းပါတယ်။ကဲတော့ကနောက်တစ်ကောင်အနေနဲ့လုံးဝကိုချိန်သေးပေါက် free ရမယ့် Gara Vade ကဲဖက်ကလေးတွေကိုဒါကျွန်တော်လည်းတူတူကြည့်ရှုလိုက်ကြရအောင်။ မှန်တိုင်းပြောရရင်တော့ Gara ရဲ့ scale effect ကလေးတွေကနည်းနည်းလိုအပ်ချက်ရှိနေသေးတယ်လို့ခံစားရပါတယ်။ဘာလို့လဲဆိုတော့ Gara ဟာ Naruto ထဲမှာဆိုရင်တအားကိုကျန်းတဲ့စောက်ကျန်းကြီးတစ်ကောင်ပဲဖြစ်ပါတယ်။အရန်ကျန်းတဲ့ Gara ကိုနည်းနည်းခြုံထားတယ်လို့ခံစားလိုက်ရပါတယ် Okay ဒါဆိုရင်တော့နောက်ဆုံးတစ်ကောင်ဖြစ်တဲ့ Kakashi ကိုကြီးစုလိုက်ကြရအောင်။ 俺に任せもらった四代目他にを超える忍びはお前しかいないと俺はそう信じた高橋原部スケーファディカロだ。ドットオリゴラマでかみゃ。ドトオリゴラマレー。 ကဲအဲ့တော့က mobile jack မှာဘာတွေများထပ်ပြီးတော့ Naruto event မှာထပ်ပြီးဘာတွေများပြောင်းလဲသွားအောင်မလဲဆိုတာကိုကျွန်တော်လည်းတူတူကြည့်ရှုလိုက်ကြရအောင် 相変わらずやかましいやつらだ今度は背中合わせでいくわよ,よっしゃ第7班ここに復活だってばよဟုတ်ကဲ့ပါအခုပြောပြပေးသွားခဲ့တာကတော့ Naruto skin တွေနဲ့ Naruto event မှာဘာတွေပြောင်းလဲသွားမလဲဆိုတာတွေပဲဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ကတော့ Rolly ကိုချောင်းနေနဲ့ပါမလာတဲ့အတွက်အနေငယ်စိတ်မကောင်းဖြစ်သွားခဲ့ပါတယ် ဒါပေမဲ့နောက်တစ်သုံးမှာ Rolly ချင်းသေးပေါက်ပါလာပါစေလို့ဆုတောင်းရင်းနဲ့ပဲဒီဗီဒီယိုလေးကိုဒီမှာဒီပဲရနာဝင်ပြုပါကျွန်တော်ရဲ့ Power Youth Channel လေးကို Subscribe လုပ်ရသေးဘူးဆိုရင်လည်း Subscribe လုပ်ပေးခဲ့ကြပါအောင် Comment လေးတွေရေးခဲ့ကြပါလက်မလေးတွေနှိပ်ခဲ့ကြပါဒီနေ့က notification bell လေးကိုလည်းနှိပ်ပြီးတော့ video သစ်တင်တိုင်းအားပေးကြပါအောင်အားလုံးပဲတာယာချမ်းမေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ